မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီးတော့2025ခုနှစ်အောက်တိုဘာလ18ရက်နေ့ Radio NUG ရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါ အခုပထမဆုံးတစ်ပုတ်အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့စကိုင်းဖက်ဒရယ်ယူနစ်အတွင်းမှရှိတဲ့လွတ်တော်ကိုယ်စားလှယ်တို့တွဲဆောင်ဆွေးနွေးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရနဲ့စကိုင်းဖက်ဒရယ်ယူနစ်အတွင်းမှရှိတဲ့လွတ်တော်ကိုယ်စားလှယ်တို့တွဲဆောင်ဆွေးနွေးပွဲကို2025ခုနှစ်အောက်တိုဘာလ16ရက်နေ့ညနေ3:00နာရီမှာဗီဒီယိုကွန်ဖရင့်စင်းမီတင်ဖြင့်ကျင်းပပြုလုပ်ခဲ့ကြောင်းတင်ပြရှိပါရစေ။တွဲဆောင်ပွဲသို့အမျိုးသားညီညွတ်ရေးအစိုးရမှနိုင်ငံတော်ယာယီသမ္မတဒူဝါလက်ရှိလပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်း ပြည်ထောင်စုလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးလွင်ကိုလက်ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာလျမ်းမုံစာခေါင်စီမံကိန်းဘဏ္ဍာရေးနဲ့ယင်းနှမြုံနယ်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ဒီဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနဲ့တာဝန်ရှိသူများတက်ရောက်ကြပြီးတော့စကိုင်းဖက်ဒရယ်ယူနစ်မှလွတ်တော်ဥက္ကဋ္ဌဦးမြင့်ထွေးဒုတိယလွတ်တော်ဥက္ကဋ္ဌနဲ့စကိုင်းဖက်ဒရယ်ယူနစ်အတွင်းမှရှိတဲ့လွတ်တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ တွေးဆောင်ပွဲမှာစကိုင်းဖက်ဒရယ်ယူနစ်ဂျားကာလာဖွဲ့စည်းပုံအခြေခံဥပဒေအရစကိုင်းဖက်ဒရယ်ယူနစ်ဂျားကာလာအစိုးရအဖွဲ့ဖွဲ့စည်းနိုင်ရေးဆိုင်ရာနဲ့ရှေ့လုံငန်းစဉ်ဆိုင်ရာကိစ္စရပ်များနဲ့ပတ်သက်ပြီးတော့အပြန်အလှန်မေးမြန်းဆွေးနွေးခြင်းအကြံပြုခြင်းများဆောင်ရွက်ခဲ့ကြကပူးပေါင်းဆောင်ရွက်မဲ့ရှေ့လုံငန်းစဉ်ဆိုင်ရာကိစ္စရပ်တွေကိုသဘောတူညီခဲ့ကြတယ်လို့အသိပေးထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့အရှိကိုအရှိရဲ့အတိုင်းမြင်ဖို့နဲ့လက်ခံနိုင်မှသာအရှိတရားတွေကိုအကောင်းဆုံးပဲလို့ကြော်ဖြတ်ကြမလဲဆိုတာစဉ်းစားလို့ရမှာဖြစ်ကြောင်းပြည်ထောင်စုဝန်ကြီးချုပ်ပြောကြားတဲ့သတင်းကိုတင်ပြပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးပေါ်ဆောင်မှုဘဟုကော်မတီအစည်းအဝေးအမှတ်စဉ်39မြင်းဆောင်2025ကို2025ခုနှစ်အောက်တိုဘာလ16ရက်နေ့မနက်ပိုင်းမှာကျင်းပပြုလုပ်ခဲ့ရာအစည်းအဝေးမှာ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘုတ်ကော်မတီဥက္ကဋ္ဌပြည်တော်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကအဖွဲ့အမှားစကားပြောကြားခဲ့တယ်လို့သိရပါတယ်။ပြည်တော်စုဝန်ကြီးချုပ်ကအုပ်ချုပ်ရေးကဏ္ဍနဲ့ပတ်သက်လာရင်လက်ရှိဆောင်ရွက်နေကြရတဲ့အပိုင်းနှစ်ခုရှိတယ်ဆိုတာအလုံးသိပြီးသားဖြစ်ပါကြောင်းပထမတစ်ပိုင်းကတော့အမျိုးသားညီညွတ်ရေးအစိုးရစိုးမှုထိန်းချုပ်ထားတဲ့နေရာဒေသတွေမှာအုပ်ချုပ်ရေးအကောင့်ထည့်ဖော်နေကြရတာနဲ့အပြည့်အဝမထိန်းချုပ်ထားနိုင်သေးတဲ့နေရာဒေသတွေမှာလည်းအုပ်ချုပ်မှုလေးရာနဲ့မဖြစ်အောင်ရဒုတိယအနေနဲ့စစ်အုပ်စုရဲ့နှီးမျိုးစုံနဲ့ဒုက္ခပေးမှု ကြောင့်ဒုက္ခပေါင်းစုံခံစားနေရတဲ့ပြည်သူတွေကိုတအားသေး၍ဝန်ဆောင်မှုအပိုင်းကနေစီမံဆောင်ရွက်နေကြရတဲ့ကဏ္ဍရဲ့ဖြစ်ပါကြောင်းအခုဆိုရင်တာဝန်ရှိသူဝန်ကြီးတွေအတွင်းဝန်တွေမြို့နယ်တွေအထိကိုယ်တိုင်သွားပြီးတော့လီလာကြတွေးဆောင်ကြတဲ့အခါမှာမျက်မြင်ကိုတွေ့တွေ့ကြုံလာရတာတွေလည်းရှိပါကြောင်းဒါကြောင့်အရှိကိုအရှိတိုင်းမြင်ဖို့နဲ့လက်ခံနိုင်ကြဖို့ပထမအဆင့်လိုပါကြောင်းနဲ့ဒါမှသာအရှိတရားတွေကိုအကောင်းဆုံးပဲလို့ကြော်ဖြတ်ကြမလဲဆိုတာကိုဒုတိယအဆင့်စဉ်းစားလို့ရမှာဖြစ်ပါကြောင်းတို့ကိုထည့်သွင်းပြောကြားခဲ့ပါတယ် ဆက်လက်ပြီးတော့တက်ရောက်လာကြတဲ့ဂျာကာလာဒီတန်တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘုတ်ကော်မတီအဖွဲ့ဝင်များမှအမှတ်စဉ်36မြင်းဆောင်2025မှာချမှတ်ထားတဲ့ဆုံးဖြတ်ချက် ရှေ့လုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီးတော့ပြည်စည်းမှုအခြေအနေများနဲ့ဆက်လက်ဆောင်ရွက်ရန်ကြံရှိနေတဲ့လုပ်ငန်းစဉ်များကိုချပြရှင်းလင်းပြီးတော့တက်ရောက်လာကြတဲ့တာဝန်ရှိသူများကအခြေတဝင်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။စူပါစီဝေးကိုပြည်ထောင်စုဝန်ကြီးချုပ်မန်းဝန်းခိုင်တန်ဦးဆောင်ကပြည်ထောင်စုဝန်ကြီးများဒုတိယဝန်ကြီးများအမြဲတမ်းအတွန်းဝန်များတွဲဖက်အတွန်းဝန်များနဲ့ဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီးတော့အစည်းအဝေးကိုမွန်လွဲ၁၂နှစ်ခွဲအချိန်မှရပ်နားခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့မွန်ပြည်ဖက်ဒရယ်ကောင်စီကျန်းမာရေးဌာနမှ၃လအတွင်းလူနာ1892ဦးအားကျန်းမာရေးဝန်ဆောင်မှုပေးခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။မွန်ပြည်ဖက်ဒရယ်ကောင်စီကျန်းမာရေးဌာနရဲ့မွန်ပြည်နယ်မြောက်ပိုင်းစေယုံနဲ့တောင်ပိုင်းစေကမ်းများမှာ2025ခုနှစ်ဇူလိုင်လမှစက်တင်ဘာလအတွင်း လူနာ1882ဦးကိုအခြေခံကျန်းမာရေးနဲ့အရေးပေါ်စေကူတာခြင်းဝန်ဆောင်မှုများပေးနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။အဆိုပါစီးရုံစည်းကမ်းများမှာအရေးပေါ်ကျန်းမာရေးဆောင်ရှောက်မှုမိခင်နဲ့ကလေးကျန်းမာရေးကူးစက်ယောဂါနဲ့မကူးစက်ယောဂါကုသမှုများကိုပြုလုပ်ပေးခဲ့ပြီးတော့အစ်စ်အယိုးနဲ့အစီအနှစ်ပြဿနာကူးစက်ယောဂါဗိုင်းရပ်စ် ဘက်တီးရီးယားဗက်တာဖြစ်ဖြစ်ပေါ်သောယောဂါများအစာအိမ်နဲ့ဥနာအရေပြားယောဂါနဲ့ကူးစက်ယောဂါတို့ကိုအများဆုံးတွေးကြရတယ်လို့ဆိုပါတယ်။ဒါအပြင်လွှဲပြောင်းကုသရန်လိုအပ်တဲ့လူနာ၉ဦးကိုသက်ဆိုင်ရာဆေးရုံများကိုလွှဲပြောင်းကုသမှုများပြုလုပ်ပေးခဲ့ပြီးတော့မလွှဲပြောင်းခင်မှာလိုအပ်တဲ့အရေးပေါ်ကျန်းမာရေးဆောင်ရှောက်မှုအားလုံးကိုပြုလုပ်ပေးခဲ့တယ်လို့သိရပါတယ်။အဆိုပါဆေးရုံဆေးကန်းနှစ်ခုအားနေစဉ်ဖွင့်လှစ်ထားပြီးတော့အရေးပေါ်ဆေးကုသမှုများကို၂၄နိုင်ဝန်ဆောင်မှု ပေးနေကဆေးနဲ့ဆေးပစ္စည်းအထောက်အပံ့များ လူစွမ်းအရင်းမြစ်များလိုအပ်နေတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို တော့ Radio NUG သတင်းတောက်ခါရှဲနဲ့ဗဒဲဖူတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ